မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းအလေးတကတော့ဝမ်းသာစရာသတင်းလေးတွေပဲဖြစ်ပါတယ်တခုကငှက်ကင်ပစ္စည်းတွေရောက်လာပြီဆိုတော့ဒို့လို့ဒို့လို့သတင်းနဲ့ပြည်သူတွေဘက်ကရက်တည်ခဲကတောရဲကနေအမေရိကကဒေါက်တာဘွဲကိုအရယူနိုင်ခဲ့တယ်ဆရာဝန်လေးတို့ရဲ့ဂုံကြီးစရာသတင်းတို့ကိုတင်ဆက်ပေးပါရစေဂျမန်လေးကကလစ်တူးဒိုနေကအကုန်လုံးထားကြအကုန်လုံးထားကတချင်းတွေကအခုခါတော့စိတ်မမျိုးကြွတချို့တွေကတော့မုံတချို့တွေကတော့ပြုံးဆိုကပို့စ်တင်လာတဲ့ခါမှာတော့ ၎င်းရဲ့ပိုးဆောင်မှာမတ်ပန်ဆယ်လိုကဖြည်းဖြည်းရွာပါရှင်ဒီမှာဖုံးဆက်နှိုးကြလို့မိုးလင်းထိမအိပ်ရသေးဘူးဆိုကပြန်လည်မှတ်ချက်ပေးထားပြီးနောက်မတ်ပန်ဆယ်လိုကပဲသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောစရာကိစ္စကြောင့်ပြောတာပါထုတ်ပြောဖို့စီစဉ်မရှိပဲနှစ်ယောက်လုံးက emotion နဲ့မထိန်းနိုင်ပဲတယောက်ရွာမယ်ဆိုတာတယောက်မသိဂျိုင်းသူရွာပြီလို့လူတွေရိပ်မိသွားတာပါအမှန်ကခုလောက်ပြောနေကြရင်သိတဲ့မှာပဲတချို့ယာတွေကိုအတုံးလိုက်အစ်စ်လိုက်ကြည့်မြမပေါကားတွေကလူတွေပြောပြမှဆိုတာမျိုးကအဆင်မပြေဘူးရဲ့ ဒီကိစ္စတွေက online shop ကနေမှားလို့ရတဲ့ပစ္စည်းတွေမဟုတ်သလိုရောက်လာရင်ဓာတ်ပုံလေးရိုက်ပြီးကိုကိုလက်ဆောင်လိုလဲဂုံစာလို့မရပါဘူးကိုရိုနှစ်ယောက်ကနှစ်ကာလချီတိုက်ခိုက်ဆွဆွဲမှုတွေကိုခါးစည်းရင်ဆိုင်ခဲ့ရတာကြောင့်အောင်မြင်သွားချိန်မှာထောက်ကူမတက်ပြောကြတာဆိုပေမဲ့ဒါဟာတနင်္ဂနွေလုံးလေချောင်းရံကလွမြောက်ပြီဆိုတော့ဖော့စုံမျိုးထပ်ဖြစ်မှလဲစိုးရင်မိပါတယ်ဒေါ်လေးရဲ့တောင်ပေါင်းဆောင်မှာဖျက်လို့ဖျက်စီးသမားတွေနဲ့ဆိုင်ဝါးသမားတွေရှိသလိုသွေးစားချက်တွေစင်ကြယ်မှုသမားတွေရဲ့လမ်းညွှန်မှုတွေကိုလည်းကိုရိုတွေမှာလက်ဦးချေရပါတယ် တော်လင်းကာလာ၄နှစ်ကျော်မှပါနဲ့ရင်းကျက်တင်ကြပါပြီ။ပြောစရာကိစ္စမှုစိတ်တန်တန်ပြောလို့ရပါတယ်။အတင်ဖြစ်ညစ်မမေးပါနဲ့တော့လိန်ပါတယ်ဆိုကရေးသားထားပြီ။ဒီကာလာထဲမှာကိုစီမတအားတိုးတက်လာတဲ့ရင်းကျက်မှုကတီးခတ်နိုင်စွမ်းပါပဲတဲ့။လူလူချင်းလူဝါဝတဲ့ကိစ္စတွေမှာတမင်တီးမခံတာဖြစ်ပေမဲ့ကိစ္စရက်တွေမှာကျိမ့်မိတ်တီးခံဆောင်ဆိုင်တက်လာတာပါပဲ။ဒီကာလာထဲများကြီးရင်ဆိုင်နိုင်ခဲ့ပါတယ်။အငွေ့ပြန်ပြောက်ွယ်သွားခြင်းလို့ဆရာတိုက်ခိုက်မှုအပုတ်ချမှုဒုက္ခပေးမှုတွေကြားမှာ ဒီရာတွေကိုတီးခန့်တောင်းခံပြီးရန်သူလျှောက်စီခြင်းနဲ့လမ်းကိုမလျှောက်ဘဲရှေ့ဆက်နိုင်ခဲ့ပါတယ်တဲ့ကိုဟာကိစ္စရတိုင်းတရားရကံလုံးမှန်ကန်နေသူမဟုတ်ပေမဲ့လူလူစိတ်ပြက်စီတဲ့ဇာယိဒတီလာချိုးဖောက်ခဲ့သူမဟုတ်ကြောင်းတတ်သိပြနိုင်ခဲ့တာနဲ့အမျိုးစုံအတိုက်ခိုက်တွေကြားခိုင်ခိုင်မာမာရက်တည်ယုံကြည်ခဲ့ကြတဲ့ထောက်ပို့ပြည်သူတွေနဲ့ကိုနဲ့ဂျားကအတက်ချ်မန့်အတွက်အထူးဂုဏ်ယူရတာပါပဲအဲ့အတွက်လည်းဒီလိုပြည်သူတွေကိုတအားကျေးဇူးတင်မိတာပါပဲဒီလိုပြည်သူတွေအကြောင်းသာဒီလောက်ရက်တည်နိုင်ခဲ့တာပါဒီပြည်သူတွေရဲ့အင်အားတွေပါပဲ အုပ်စုဘက်အနိုင်ကျင့်ထိုးချမှုတွေကြားမှာတော်ယုံလိုခေါင်းငုတ်ထွက်သွားနိုင်ပေမဲ့ဆက်လက်အကြောတင်တောင်းတမြေပြန်ဖိုက်နိုင်ခဲ့တဲ့ကိုကိုကိုလည်းနည်းနည်းကျေးဇူးတင်ပါတယ်။တိတ်တော်တဲ့ကောင်းမကြီးနင်းဒီစင်ကိုလည်းဖျက်တမ်းနိုင်ခဲ့ပြန်ပြီဆိုက၎င်းကို၎င်းဂုံယူချောင်းရေးသားထားပြီးအခုကိစ္စနောက်ဆက်သွဲမှာလဲဟိုခါဝဲရုပ်ဆက်လုံးမဲ့အကွက်တွေကိုအခုလိုတတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ကိုတွေကကျင်သားရလွန်းလို့ချက်ဆိုဘိုက်ကက်နေပေမဲ့တော်လန်ပြည်သူတွေတတိပြုလို့ရအောင်ပြောပြထားတာပဲဖြစ်ပါတယ်။အစင့်တဲ့ဗမာလဲအဲ့ပစ္စည်းပြလေ ဘယ်မျိုးစားဘယ်နှခုဘလောက်ပေးရလဲဘယ်နိုင်ငံဘယ်လဲကြောင်းဘယ်ဆက်တွေလဲဒီတိုင်းပြုံးနေရမလားပြစမ်းမပြရင်နင်တို့လိန်နေတာအဲပြရင်အဲ့လန်ကြောင်းအဲ့နိုင်ငံအဲ့ဆက်တွေကိုစစ်ကောင်စီကဖိအားပေးမယ်ဖျက်တော့မယ်ကိုကိုအခြားတစ်ဖက်ကနေဒါကိုတတ်သိလို့သုံးပြီးဒုက္ခပေးမယ်အဲ့ဒါကသူတို့ရဲ့အစင်တစ်အကွက်အဲ့လန်ကြောင်းကိုကိုတွေကငစင်လူတွေမဟုတ်လို့မလျှောက်ဘူးဆိုရင်အစင်နစ်ကဒါသူတို့ပထွေစစ်ကောင်စီကိုထမ်းမှန်ဘုံကျဲတတ်ခိုက်မှုတွေခက်စစ်စစ်လုပ်ဖို့အကြံပေးမယ် ဒါတွေကလေရင်တက်တာနဲ့တက်တိုင်းစော်ချလို့ရတဲ့ချိန်တွေမဟုတ်ဘူးဒီငွေပမာဏနဲ့အဲ့လောက်မလုံလောက်ငွေရှင်းတော့ resource မရှိဒါကိုသူတို့သိတယ်တိတိဆန်ဆန်မကင်ချနိုင်ခင်စက်ကြစစ်ကောင်စီရဲ့လေချောင်းတက်ခိုင်းမှုတွေနဲ့တပြင်းညီသူတို့ဝါရဖြတ်မှာကတွေ့လားဗမာလုံနိုင်လို့လေဗမာစော်နိုင်လို့လေဒါရီယာ NUG ကြောင့် DF ကြောင့်ပန်ဆယ်လို့ကြောင့်စီတူးတီကြောင့်အမ်ကဲအဲ့ဒါဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ဆက်သွားမဲ့ narration နဲ့ roadmap ပဲ MLA အလုပ်ကိုရနေတာ လက်တန်းချရင်တော့ A4 တထုပ်စာထွက်မယ်ဟင်းငါလေးကဆရာကြီးဆိုတာပြည်သူတွေကိုသတိပေးထားတာပဲဖြစ်ပါတယ်အဲ့တော့ကိုစင်စင်လွင်ကလည်း Dragon Fly ကိစ္စတစ်ခုနှစ်ခုလောက်ကြိုသတိပေးခြင်းကြောင့်ဆရာကြီးလောက်တာမဟုတ်ပါဘူးတချို့တွေသတိမမူမိမှဆိုလို့ကျွန်တော်မြင်ကိုလက်တို့ပေးခြင်းအောင်ပါဗျာတဲ့ဒီနေ့ညနေကကိုကလစ်ကောမတ်ပန်ဆယ်လိုယောဂသတင်းကောင်းရှိတယ်လို့တင်ထားတဲ့ post တွေတက်လာပါတယ်သူတို့နှစ်ယောက်မှတယောက်ပဲတင်သိမသိတာပဲနှစ်ယောက်လုံးတင်လိုက်တာဆိုတော့တော်လန်ပြည်သူအများစုခံမှန်းမိကြတယ်လို့ပဲ Dragonfly Project ကိစ္စတခုခုထူးတာပဲဖြစ်မှာပေါ့အဲ့တော့အသွင်းသတင်းတွေယုံကြည်လို့ရင်းနှီးလို့ပြောပြကြရဲဆိုတာမျိုးတွေခဏဖယ်ထား public ကသတင်းတွေရှည်ရင်းစွဲချင်နေရနေပဲစဉ်းစားကြည့်အောင်ဗျာ NUG MOD က Dragonfly Project ကနေရလာတဲ့ငွေတွေကိုသူတို့ဘက်ကလက်ခံရရှိပြီးကြောင်း2020ဩဂုတ်လမှာကလေးကတင်ဝင်စာထုတ်ခဲ့တယ်အဲ့နောက်ပိုင်းမှာလည်းဝေဖန်ထောက်ပြမှုတွေရှိတာကြောင့်2023မတ်လမှာစာတေးချထပ်ထုတ်ပေးတယ်အဲ့စာမှာတော့ငွေလက်ခံရရှိကြောင်းနေမဟုတ်တော့ပဲ တိသမလေးတန်းကိုလေးချောင်းရဲ့ကာကွယ်ရေးအတွက်ရှစ်သိန်းကိုတန်ပြန်လေးချောင်းတတ်ခတ်ရေးအတွက်သုံးနေပါလေဆိုပြီးအကန့်ခွဲကြေညာပေးခဲ့တယ်။ဒါပေမဲ့လည်းဝေဖန်တန်တွေကရက်မသွားပါဘူး။စစ်ကောင်စီရဲ့လေးချောင်းတန်ဖတ်မှုတွေကိုခံပြင်းလို့သွေးရောတန်ဝေဖန်ထောက်ပြကြတာမျိုးရှိသလိုရောပြီးအကုန်ထိုးချဖျက်ဆီးခြင်းတို့ပြောနေကြတာတွေလည်းရှိနေကြတာပါပဲ။အန်ယူဂျီက MOCIT ဝင်ကြီးဦးထင်လေးအောင်ကလေရင်ပြည့်ရှိနေပြီ။ထားတဲ့နေရာရောက်လာရင်တော့ပြစ်ချမှာပဲဆိုတဲ့သဘောပြောတာရှိပေမဲ့ စီးရဲတွေတကယ်တာဝန်ရှိတဲ့ MOD ဘက်ကဝင်ကြီးတွေအသွင်းဝင်တွေကတော့ရှိနေပြီဘာညာပြောတာမျိုးကျွန်တော်တို့သတိမထားမိခဲ့ဘူးအဲ့လိုတွေဖြစ်နေတာကလည်းပြည်သူကမလို့အပယ်စိတ်ရှုပ်ထွေးစင်မိတယ်ထင်တာပဲစင်ကျင်တဲ့နဲ့ထင်ပါတယ်မပြောဘူးလို့စုံးပြတ်ထားရင်အညူကြီးကဘသူကမှဘာမှမပြောနဲ့ပြောမယ်ဆိုလဲတာဝန်ရှိတဲ့ဝင်ကြီးဌာနကတာဝန်ရှိသူကပဲပြောပေါ့ဒီကြားထဲမှာ MOD ဘက်ကတရားဝင်ထုတ်ပြောတာတခုက2024ဧပြီလတုန်းကလုတ်ခဲ့တဲ့နေပြည်တော်စစ်စင်ရေးမာလာအိမ်နဲ့အေလာလေးစိတ်ကိုဒရုန်းတွေနဲ့တိုက်ခဲ့တာမှာ Dragon Fly Project ကပစ္စည်းတချို့ပါချောင်းကိုတော့ဆိုလာတော့ရှိခဲ့တယ်။ကျွန်တော်တို့ကျွန်တော်တီးတဲ့လောက်တရားဝင်ထုတ်ပြန်ထားတာထွေထူးမရှိဘူး။ဒီတော့ဒီ project ကနေထူးထူးခြားမျှော်မှန်းစရာကမင်းပတ်ရွှေပြောင်းလွယ်တဲ့ပကုံးတဲ့လင်ပြည့်တမျိုးမျိုးဝယ်လို့ရလိုက်ပြီလားဆိုတာပဲရှိတာပါပဲ။ဒီ members တွေကဝယ်ရခက်ခဲကြအောင်အထူးသဖြင့်တရားဝင်ဝယ်ရတာမို့ပိုခတ်ကြအောင်ညမတော်လဲစစ်ဟာနိုင်ငံကြီးတွေရဲ့ဈာကန်စစ်ဖြစ်နေတဲ့ဒေတာမျိုးတော့မဟုတ်လို့အဲ့ဒေတာတွေကအဖွဲတွေလို့ဒီလိုပစ္စည်းမျိုးဝယ်ရမလွယ်နိုင်ကြအောင် ကိုဝေးနိုင်ကြလဲနေကြောင်းစရော်ရီတို့ခုချိန်မှာပြည်သူတွေလည်းသိနေကြပြီထင်တာပါပဲအခုကတော့ခတ်တဲ့ဈာကပဲရအောင်ဝယ်လိုက်နိုင်ပြီလားလို့မက်ပန်တို့ကိုကလစ်တို့ post တွေရာထင်စရာရှိလာပါတယ်ဒါမဲ့ခတ်တာကတကယ်ဝယ်လို့ရထားကြောင်းအန်ယူဂျီကဘလို့ပုံစံနဲ့ထုတ်ပြန်ပေးမလဲဝေဖန်သူတွေညင်းစရာမရှိတော့အောင်ဓာတ်ပုံဗီဒီယိုဘာညာနဲ့ပါထုတ်ပြရင်လဲဘယ်နိုင်ငံထုတ်ဘယ်မျိုးစားဘာညာအကုန်သိနေရရင်ဒီခေတ်ကြီးမှာဘယ်လန်ကြောင်းကနေရလာတာဖြစ်နိုင်ကြောင်းလိုက်နိုင်တယ်အဲလန်ကြောင်းတွေကိုစစ်ကောင်စီဘက်ကပိတ်ဆို့ဖို့စူးစမ်းနိုင်မှာပါပဲ မမဆယ်လိုကိုဆိုအဲ့ဒီကိစ္စနဲ့တော့တက်တဲ့အစ်စ်ထက်တင်ဒါမှမဟုတ်နောက်တမှုထက်တိုင်လောက်တယ်သူ့ရန်သူတွေကစီးမရှိကြဘူးကို PDF တွေကတော့အကြမ်းဖက်တွေဆိုတဲ့သဘောတက်ရောက်စေတဲ့အထိရေးပြီးတိုင်ထားကြတာမျိုးဒီတော့အဲ့လိုထုတ်ပြန်မှုဆိုတာအန်ယူဂျီဘက်ကအတော်လေးစဉ်းစားရလိမ့်မယ်ထင်တာပဲတကယ်လို့ပုံပါညာနဲ့မထုတ်ပြန်ပဲစာတက်တက်နဲ့ပဲထုတ်ပြန်ရင်လေဖောင်းထုနေတဲ့သူတွေကတော့တက်တေမှမပြနိုင်တာလိန်နေတာပါကွာဆိုပြီးထပ်ဖောင်းထုနေကြအောင်ပါပဲဒီတော့အန်ယူဂျီနေနဲ့ဘာပဲလို့လို့အပြောလို့ဖို့ ဘေးအတွက်စိုးကြိုးရှောင်နိုင်ဖို့ဆိုတာတကင်းမလွယ်ပါဘူးလုံနိုင်တာထိရောက်တာတစ်ခုကတော့ရပြီဘာညာကျင်းညာနေတာထက်ရှားလိုက်တဲ့ဟာနဲ့ပြစ်ချလိုက်နိုင်ပြီးမှအဲ့လိုပြစ်ချလိုက်နိုင်ကြောင်းကျင်းညာတာမျိုးပဲရှိမယ်ထင်တာပါပဲကဲခုရင်စာကရှင်းနေပြီဆိုတော့ဒါကိုတပိုင်းထားလိုက်ပါတော့နောက်တစ်ခုအာသက်ပျော်နေတော့စိတ်မရှုပ်စေခြင်းပဲပြောတင်တာထပ်ပြောချင်တာကတော့ဝယ်နိုင်တာဘယ်မျိုးစားဘယ်နဲ့လက်လဲမသိပေမဲ့ဘယ်မျိုးစားဘယ်နဲ့လက်ပဲဖြစ်ဖြစ်စစ်ကောင်စီရဲ့လေကြောင်းအကြမ်းဖက်မှုတွေကို ရှားနှုံးမြစ်တားဆီးနိုင်အောင်မဟုတ်ပါဘူးဆိုတာပါပဲ2019ခရက်ကပခုံးတန်းလေရင်ပြည့်တချို့ရှိနေကြောင်းနိုင်ငံတကာမီဒီယာတွေကပါသတိထားမိကြတပ်ပုတ်နေတဲ့ကွာဖော်ပြခဲ့ကြတယ် TNL နဲ့ AA ဟာလည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကိုအပြင်းထန်ခံခဲ့ရခံနေရစေပဲဆိုတာရင်းနာနာနဲ့ပဲလက်ခံထားမဲ့အမှန်တရားတစ်ခုပါပဲ UWS နဲ့ KIA မှာရှိပြီးသားဆိုတာကတော့ ပိုတိတာတာမို့ဥပမာထင်မပြောတော့ပါဘူးအတိကပြောချင်တာကဘယ်မျိုးစားဘယ်နဲ့လဲရှိရှိစစ်ကွင်ကျဲတဲ့အတွက်ရော စေရပြစ်မှတ်တယ်မကအရသာနေထိုင်ရနေရာတွေကိုပါတိုက်ခိုက်တတ်တာအတွက်တွေကြောင့်စစ်ကောင်စီရဲ့လေကြောင်းကြမ်းဖက်မှုတွေကိုယာနုံးပြစ်မကာကွယ်နိုင်ခဲ့ကြပါဘူးခုလည်းတကယ်လို့ NUG က members ဝန်နိုင်ခဲ့ရင်တော့အဲ့လိုပဲဆက်ပြစ်နေအောင်ပါပဲယာနုံးပြစ်ကာကွယ်ပေးနိုင်ဖို့စစ်ကြလက်ကြနေနေလိုက်လို့တော့မရဘူးဆိုတာကိုပဲထက်သတိပေးရမှာပါပဲတိုက်လင်ကိုပြစ်ချနိုင်မှုတော့ဖြစ်နိုင်ခြင်းနည်းပင်ပဲရဲအင်တွေဘာတွေကိုပြစ်ချနိုင်မှုစူးစမ်းမဲ့ဖွဲ့တွေကလည်းစူးစမ်းနေကြမှာဖြစ်တယ်လို့လေရင်စီဖြတ်တောက်ဖို့စူးစမ်းသူတွေကလည်းစူးစမ်း လေရင်ကွင်းနေဆက်ယုံတွေကိုတိုက်ဖို့စူးစမ်းသူတွေကလည်းစူးစမ်းလေကြောင်းသတင်းပေးသူတွေဖြန့်သူတွေကလည်းမြ мян မှန်မှန်ကြဲကြဲပြတ်ပြတ်ပေးနိုင်အောင်စူးစမ်းလေရင်တက်တာဖို့ဘုံခုချင်းတူးတာအသိပညာပေးတာတွေကိုလှုပ်တဲ့သူတွေကလည်းဆက်လို့စားသဖြင့်လည်းပဲကျွန်တော်တို့ဆက်ပြီးတောင်းခံသွားကြအောင်ပါပဲထေကနေရှိကိုယ့်အချင်းချင်းပဲအပြစ်တင်ဖို့လိုက်လုံနေတာမျိုးထက်ဗမာမဟုတ်တဲ့တခြားသောတိုင်းရင်းသားတွေရဲ့ပြုမှုပုံတွေကိုနမူနာယူသင့်ကြတယ်ထင်ပါတယ်အနောက်မှာလေကြောင်းတိုက်ခတ်ခံရမှုဖြစ်ခဲ့ပြီးချိန်မှာကချင်လူမျိုးအများစုဘလို့တုံ့ပြန်ကြတယ်လဲ ခုထိလည်းဗမာမအပြင်းထန်လေကြောင်းတိုက်ခိုက်ခံနေရချိန်မှာကချင်လူမျိုးတွေအချင်းချင်းအပြစ်တင်တာကျွန်တော်တို့တွေ့နေရလို့လားရန်သူကတော့ရရင်ရတယ်လို့တက်ရှုသွေးခွဲအားရုံအောင်လုံနေမှာပါပဲအချင်းချင်းထောက်ပြဝေဖန်ကြရှိတာကိုတိတိကျကျထောက်ပြဝေဖန်တာမျိုးလဲလုံနေရင်ကျွန်တော်တို့တော်လန်ပြည်သူတွေကြားတယ်သွေးမကွဲအားမရုံအောင်တောင့်ခံရင်ကိုတကယ်တက်နိုင်တာတွေကိုနိုင်တဲ့တော့တကယ်ဆက်လို့ရင်ဆက်တော်လန်သွားကြဖို့ကလည်းကျွန်တော်တို့လုပ်ပါပဲဒီတော့ပြောစရာရှိတာပြောအားသက်စရာရှိတာတက်တစ်ချိန်တည်းမှာပဲအားရထားလိုက်လို့မရဘူး သတိပေါ်တော့လို့မရသေးဘူးဆိုတာကိုသတိပေးတိုက်တွန်းချင်တာပါပဲဗျာ။စာလဲအတော်ရှည်ပြီမို့လောလောဆယ်တော့ဒါပါပဲဗျာတဲ့။အချိန်ပေးဖတ်ပြင်လဲတကယ်အကျိုးရှိနိုင်တာတခုကိုအကြံပေးဆွေးနွေးပေးခဲ့ရင်ကျေးဇူးပါဆိုကသတိပေးလာခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ဝမ်းသာစရာသတင်းလေးကတော့မတရားမှုတွေကိုလက်မခံနိုင်လို့ပြည်သူဘက်ကရက်တီကတောခုခဲ့တဲ့စေးကြောင်းသားလေးကင်ဟာအခုဆိုရင်တောရက်ကနေအမေရိကကဆရာဝန်ဘွဲ့ကိုအရယူနိုင်ခဲ့ပြီဖြစ်ကြောင်း၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ officially entrance on specialty တယောက်ဖြစ်လာခဲ့ပါပြီတဲ့တော်ရက်ကနေပဲကျွန်တော်ရဲ့ post graduate pg specialty exam လေးပြင်းပြောက်သွားခဲ့ပါပြီတဲ့ USA professional license လေးတခုနောက်ဆုံးတော့ရခဲ့ပါပြီကျွန်တော်ကိုအဘဘကပံပိုးကူညီပေးခဲ့ကြတဲ့ senior များ doctor professor များအားလုံးကိုကျေးဇူးတင်မိပါတယ်တဲ့အမှန်ပြောရရင်ကျွန်တော်တို့ကကျွန်တော်စူးစမ်းရယူခဲ့တာမဟုတ်ခဲ့ပါဘူးမြေပြင်ကရဲဘော်ရဲဘက်တွေအတွက်ပါတဲ့ကျွန်တော်တို့ကကျွန်တော်တို့ပဲရှိပါတယ်ကျွန်တော်တို့ရဲဘော်ရဲဘက်တွေ သူတို့မိသားစုတွေအတွက်ပိုကောင်းတဲ့ဟက်ကဲကောင်းကောင်းလေးကျွန်တော် ပေးခြင်းမိတယ်။တစ်ဖက်ကမခံချင်စိတ်ပေါ်တော်တဲ့ရှင်နဲ့ဘွယ်ထဲမှာနေပြီးတနာစရာကောင်းတဲ့ကောင်းလေးတစ်ယောက်လိုလောင်ပြောင်နေတဲ့သူတွေကိုတောက်ပြောင်ပြလိုက်ခြင်းနဲ့လဲပါတာပေါ့လေ။လောလောကူကူမဟုတ်တော့အခက်ခဲတွေအများကြီးရှိကြောင်း၎င်းလိုပဲတော်တဲ့ရောက်နေကြတဲ့သူတွေလည်းမျောလင်းချက်လေးတချို့ကိုဝေမျှခြင်းပါတယ်ဆိုက၎င်းပို့စီရဲ့ကောမန့်မှာပဲဒီဘွယ်ရဖို့ဘလောက်တောင်ခက်ခဲခဲ့ကြောင်း၂၀၂၁ခုနှစ်ကတော်တဲ့မှာအဆင်ပြေသလိုစီစဉ်ပြီးစာတင်ကြားနေရတဲ့ပုံလေးနဲ့တကွာ အခုလိုရင်ဖွင့်ရေးသားလာခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့လွတ်လပ်စွာပညာသင်ခွင့်တွေပျောက်ဆုံးနေခဲ့တယ်။ဒါပေမဲ့ကျွန်တော်ရှာတွေ့ခဲ့တယ်။အဲ့ဒါကကျွန်တော်တို့အကြီးမားဆုံးသော challenge ကြီးဖြစ်နေခဲ့တယ်။တကယ်လို့ခင်များသာကောင်းခဲ့ရင် Medical University တခုမှလက်ချခန်းထဲမှာဆရာတွေနဲ့သင်ကြားခွင့်ရမယ်။စက်တင်ကြာပြီးသားစက်ပစ္စည်းဆုံဆုံလင်းလင်းနဲ့ Tertiary Hospital ကြီးတွေမှာ clinical နဲ့ထိတွေ့ခွင့်ရမှာပေါ့လေ။ခုကတော့စိုးရဲကအကောင်လို့တွေးရမလားပဲ။ကျွန်တော်တို့ဖန်တီးထားကြတဲ့ရဝင်းလေးတွေက clinical setting တွေမှာ ကျွန်တော်လူနာတွေကြည်ပင်းမြေပြင်က case တွေထိတိပ်ခွင့်ရခဲ့တယ်။အကြီးတွေရဲ့ online consultation ကြီးခဲ့ရတယ်။ case based learning နဲ့အကြီးတွေကသင်ပေးခဲ့ကြတယ်။ theory ကတော့ကျွန်တော်ကိုယ်တိုင် resource တွေရှား၊ CRA တွေရှား၊ time table တွေဆွဲနဲ့ part 1 part 2နှစ်ခုလုံးခက်ခက်ခဲခဲသင်ခဲ့ရတယ်။ကျွန်တော်ရဲ့အသီးမိတ်ဆွေ senior တွေ doctor professor တွေရဲ့ပံ့ပိုးမှုနဲ့ပေါ့အခက်အခဲဆုံးအချိန်လေးတွေရှိခဲ့တယ်။2020နှစ် part 1ဖြေဖို့ပြင်ဆင်တုန်းကဆို internet line တွေမရတော့ line ရတဲ့နေရာတွားရတော့လေတော်တော်ကြာကြာတောင်ကလုံးကွင်းပြင်ကြီးပေါ်တက် မိုးရွာလာပြီးဆိုအနားရှိတဲ့စခန်းလေးစီမိုးခိုပေါ့လေဒီကြားတဲ့ညာဘက်ကြီးတွေတင်ရတဲ့ခါလက်နဲ့ကြီးတွေကအတန်းလိုက်ခေါင်းမော်ကနေဖြက်လိုက်ကို့နာကြားလိုက်နဲ့ဖြေးလိုက်လွှားလိုက်တော်တော်ကိုအဆင်မပြေခဲ့တာပါစာကောင်းကောင်းတင်ခဲ့ရတဲ့ရက်ဆိုတာမရှိခဲ့ဘူးစိတ်သက်တွေကြပြီးမဖြေတော့ဘူးခဏခဏတွင်းမိခဲ့ဘူးတဲ့တဖက်မှာလည်းကိုတက်တဲ့ဆေးပညာနဲ့မလုံလောက်တော့ရဲဘော်လူနာတွေအတွက်ငါတိတပ်ပိုတိပိုတက်ရင်ပိုလုံပေးနိုင်လိမ့်မယ်ဆိုတဲ့အတီလေးကအမြဲဝင်လာမိတယ်ကျွန်တော်နေ့စဉ်အမြဲတွေ့နေရတဲ့ပတ်ဝန်းကျင် trauma လူနာတွေ ပြည်သူလူနာတွေမတွေးကျင်တဲ့အဆုံးပါပဲလေကျွန်တော်ကိုသူတို့အသွန်အားပေးခဲ့ပါဗျ။နောက်ဆုံးတော့ဒီနေ့ပဲပြီးဆုံးသွားခဲ့ပါပြီ။အားလုံးရဲ့အားနဲ့ဒီအထိရောက်လာခဲ့တာမလို့အလေးထားမိတယ်ကျေးဇူးတင်မိပါတယ်။ကျွန်တော်ရင်ကားထက်လည်းပို့ပြီးလှုပ်ပေးနိုင်မယ်လို့ယုံကြည်မိလာပါတယ်ဆိုကအသိပေးရေးသားလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးနေနဲ့လည်းကင်းကိုမုတ်ဖိုးလေးများပေးခြင်းရင်တော်ရောက်ပေးနိုင်အောင် KN Facebook account လေးကိုဒီဗီဒီယိုလေးရဲ့ description လေးမှာထည့်ပေးထားပါရခင်ဗျာဒီသတင်းကြောင်းလေးတွေကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေခင်ဗျာ ကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါ